ီလိုလက်စာဟာလေးတခုရအောင်လုပ်ကြမယ်ပထမဦးဆုံးဖိုင်ထဲက blank document ယူလိုက်မယ်ဒီရောက်တဲ့မှာ margin ကို custom margin ပြီးရင် top bottom 0 left 0 right 0 paper ကိုကိုသုံးချင်တဲ့ paper size တတ်မှတ်ရပါမယ်လေကယ်လား A4 လား letter လားဆိုတာ တတ်မှာပါမယ်ကျွန်တော်ကတော့ A4 ရွေးလိုက်မယ်။မာဂျင်အားလုံး0ဖြစ်ပြီဆိုရင် okay နေမယ်။တကယ်လို့ front table area တက်ကျော်နေတဲ့ဘာညာဆိုတဲ့ align ပေါက်လေးလာပြရင် ignore လုပ်ပေးပါ။ insert ထဲက shape shape ထဲက yellow rectangle ကိုရွေးလိုက်မယ်။ပြီးရင် page နဲ့အပြည့်နှီးပါဒီလိုလေးကျွန်တော်ဆွဲလိုက်မယ်။ပြီးရင် shape format ထဲမှာ shape outline ကို no outline ရွေးလိုက်မယ်။ပုံစံဒီပြင်ဖို့အတွက်ဒီပုံမှာ right click edit point ။ဒါဆိုရင် edit point လေးခုပေါ်လာမယ်။ပြင်ချင်တဲ့ edit point ကိုအရင်ဆုံး click ချက်နှိပ်ပါ။ပြီးရင်ဘယ်ညာမှာလမ်းမောင်းလေးတွေပေါ်လာမယ်။အဲဒီလမ်းမောင်းလေးတွေပေါ်နေတော့ကျွန်တော်ကခုလိုပေါ်တော့တင်မယ်။ဆွဲဆန်းရရတယ်။ကြည့်လို့ပြင်လို့ရပါတယ်။ မာဒီလိုရဲ့လောက်နိုင်မယ်ပြီးရင်ဒီဘက်က edit point ကို click ချနိုင်မယ်ပေါ်လာတဲ့လမ်းကောင်းလေးကိုယူပြီးတော့ကျွန်တော်ကဒီလိုလေးအောက်ကို enable swap အောင်အောင်လောက်လိုက်ကိုလိုချင်တဲ့ပုံစံလောက်ပါအဓိကတော့အခုဒီ edit point ကိုပဲကျွန်တော်ကဒီနေရာမှာလိုချင်ဒီလိုအပေါ်တွန်းတင်ချင်တယ်ရပါတယ်အဲ့တော့ကိုလိုချင်တဲ့ပုံစံလေးဖြစ်အောင်ပန်လေးပါပြီးပြီ သင်ကြပြီဆိုရင်ကျွန်တော်ဒီဟာကို gradient လုပ်မယ်ဒီပေါ်မှာ right click on the shape fill option ကိုဖွင့်ချပြီးတော့ gradient ပြချင်တဲ့တက်ကို select လုပ်ပြီးတော့ဒီမှာနှိပ်ပါထပ်ခဲ့ရင်ဒီဘက်ကအပေါင်းဘတ်တန်လေးကိုနှိပ်လို့ရပါတယ်အခုတော့ကျွန်တော်ကဘယ်ဘက်အဆုံးကတက်ကိုရွေးပြီးတော့ကျွန်တော်လိုချင်တဲ့အရာအပြာရင်ဒါဘက်အဆုံးကတက်ကိုရွေးမယ်ကျွန်တော်လိုချင်တဲ့အရာ ဒီအလေးပါဒီဘက်တက်ကိုရွှေ့ပြီးတော့အပြာနဲ့နဲ့နှုတ်လာရွှေ့လိုက်မယ်ဒီဘက်တက်ကိုလည်းအဲ့ဒီအရောင်ပဲရွှေ့လိုက်မယ်ဒီကလေးတွေကိုဒီပညာကစားပြီးတော့လိုက်တင်ပုံစံရှင်းလေးလိုချင်တဲ့ပုံစံရအောင်ရှင်းလိုက်မယ်ဒီမှာကဟောအကြောင်းပြန်ရွှေ့လိုက်မယ်ကလစ်ပြာချင်းရွှေ့လိုက်မယ်အဲဒါဆိုရင်ကျွန်တော်လိုချင်တဲ့အရာနိနိဆက်ဆက်ရမယ်လို့ထင်ပါတယ် ခုဒီ shape ကိုပဲဒီအမှတ်ပေးတော့ control c control v နဲ့ copy ကိုလိုက်မယ်ပြီးရင်အခုတက်အောင်ရွှေ့လိုက်မယ်အဲ့ဒီချင်းနေမှာဒီအလဲက file နှစ်ခုကိုကျွန်တော်ကလက်မှတ်မယ်အပြည့်အောင်ရေးမယ်ဒီဘက် file ကိုလည်းလက်မှတ်မယ်အပြည့်အောင်ရေးမယ်ပြီးရင်ဒီဒုတိယလောက်ထားတဲ့ shape လေးကို right click sending back ဆိုပြီးတော့အနောက်ပို့လိုက်မယ်ဒါဆိုရင်ဒီနေရာမှာ အခြေလေးတည်ရလပေါ်လာမယ်ခြေရင်းရွှေ့ဖို့အတွက်ကီးဘုတ်ကနေကွန်ထရိုးဖြစ်လာပြီးတော့ကျွန်တော်အပယ်ရိုလေးနေပြီးတော့ခြေရင်းချင်းလိုချင်တဲ့လောက်ပမာဏရအောင်ရွှေ့ပြီးတော့ချိန်လိုက်ဒါနဲ့လိုင်းလေးတစ်လိုင်းအနေနဲ့ပေါ်လာပြီပြီးရင်အကရက်တန်ငယ်တစ်ခုတက်တဲ့မယ်ရွှေ့ဖို့တန်ငယ်ကိုဝဲယူမယ်ဒါဒီလိုလေးဆွဲလိုက်ဒီနားလေးဆွဲမယ်ရှင်းဖော်မတ်တဲ့မှာအောက်လိုင်းကို ကျွန်တော်အောက်လိုင်းထားလိုက်မယ်။ပြီးရင်ပိုင်းရတဲ့အတက်လက်ဖို့အတွက်ဒီပေါ်မှာ right click edit point ပြီးရင်ကျွန်တော်ဒီ point ကိုမလိုချင်တဲ့အတွက်ဒီပေါ်မှာ right click delete point အခု point လေးကိုချိန်မယ်။ဒီ point ကိုကျွန်တော်ကတရောင်းသားကိုလည်းလက်ခွာထားလိုက်မယ်။ပြီးရင်ဒီ point ကိုလည်းတရောင်းသားကိုလည်းလက်ခွာထားလိုက်မယ်။ခွာရတဲ့ပုံမှန်တူညီအောင်ထားမယ်။ဒီ point ကို edit လက်ဖို့အတွက်သူ့ကိုကလေးသူရဲ့လမ်းကောင်းလေးကို nó xem cái đó lại tiền lấy cái đó trở lại ý họ có ở đây là vô đó họ mà lên này ý thì quan ngồi cho nó thì rồi đấy lại thế thật chạy lại thì quan hỗ trợ họ bỏ click kịp gì đó anh em tiền lại ဒါတည်းကိုအကျယ်ကြီးမလို့ရှင်တော့ပါ။အရင်အပေါ်အပိုင်းကိုအဲ့ဒါနည်းနည်းလေးထပ်လောက်ရမယ်။ဟုတ်ပြီ။ဒုတိယနဲ့တန်းရပြီဆိုရင်ဒီမှာ right click formation ဒီ gradient လဲသွားမယ်။လိုချင်တဲ့ပုံစံရဖို့အတွက်ကျွန်တော်တို့ဒီမှာ ။ဒါလေးလည်းကိုနည်းနည်းရွှေ့မယ်။ဒါလေးလည်းကိုနည်းနည်းရွှေ့မယ်။ဒါလေးလည်းကိုနည်းနည်းရွှေ့မယ်။တကယ်လို့ဒီနေရာမှာ tab တစ်ခုရင်းကြည့်တော့အကြောင်းလေးကိုပြောင်းလို့ရပါတယ်။အခုဒီ tab ကို click နှိပ်မယ်။ဒီမှာကျွန်တော်ရင်းတာလေးရွှေ့လိုက်မယ်။ဒီမှာနားကို click နှိပ်မယ်။အဲအကြောင်းရင်းတာလေးပြန်ရွှေ့လိုက်မယ်။ဒီရင်ဒီနေရာမှာအပြုမထက်ရဲနဲ့ညာနုလာလေးပြန်ထည့်လိုက်မယ်။ဒါမှမဟုတ်ဒီတဲ့ပုံလို့လာထည့်လိုက်မယ်။ ပြီးနောက်တစ်တက်ပတဲ့ကိုထပ်ထည့်ခြင်းလဲဆိုရင်လည်းဒီနေရာမှာကလန်နေပြီးထပ်ထည့်လို့ရတယ်။ကိုလိုချင်လို့ just လို့ပါ။ပြင်တဲ့ပုံစံလေးရပြီဆိုရင်ဒါလေးကိုကျွန်တော်ခဏပေးလိုက်မယ်။ပြီးရင်နောက်တစ် line လေးလေးတစ်ခုယူဖို့အတွက်ဒါကိုပဲဆက်လက်မှတ်ပြီးတော့ control C control V နဲ့ကျွန်တော်အောင်းလာမှာဒီခဏထားလိုက်မယ်။ပြီးရင်ဒီထိတ်ချုံလေးနှစ်ခုထားအောင်ကျွန်တော်ဒါနဲ့ click and drag းခြေပြီးတော့နည်းနည်းလှဲလိုက်နည်းနည်းလေးလှဲလိုက်မယ်ထိတ်ချုံလေးနဲ့ကုတ်တက်တိုက်ကြအောင် control ပြီးသားပြီးတော့ down low လေးနဲ့ချိန်လိုက်မယ်ပြီးရင်အရောင်ကွဲပြားသွားအောင်သူ့အရင်ဆုံး right click format shape လုပ်လိုက်မယ်ဆွန်မာကလေးတော့မယ်ဒီကဆွန်မာလေကလေးတော့လိုက်မယ်ဒါကြရင်နည်းနည်းကွဲပြားသွားပြီအလဲမှာ တရားကိုအပြုခဲ့လိုက်တယ်။အဲဒါဆိုရင်ခြံနိုင်ချက်ပုံများလာပြီ။ပြီးရင်သူ့ကို right leg ဆန်သူ back ဆိုပြီးတော့အနောက်ပေါ်လိုက်မယ်။ပြီးရင်ကိုလိုချင်တဲ့ပုံစံရအောင်ချိန်လို့ရပါတယ်။အခုဒီမှာဒီအရင်းကိုကျွန်တော်ကလည်းချင်းချင်တယ်။အဲတော့ဒီကားလည်း point နဲ့ edit လုပ်လိုက်တော့မယ်။ဒီပေါ်မှာ right leg edit point ဆိုပြီးတော့ဒီ point ကိုကျွန်တော်ဖြည့်ပြီးတော့ကျွန်တော်လိုချင်တဲ့ပုံစံရအောင်အလိုက်မယ်။ တကယ်လို့လိုချင်ရင်လည်းဒီလက်မောင်းလေးတွေကိုအချိန်လေးရပါတယ်အခုတော့ဒီတိုင်းနဲ့ထားလိုက်မယ်ဘေးမှာကလင်းနေလိုက်အဖေကျွန်တော်တို့လက်ထက်ကဒီပိုင်းကောင်းကြီး background တွေရပြီသူတို့အားလုံးကို group လုပ်ပါမယ်အဲတော့အနောက်ပို့လာတဲ့ခါလေးတွေကိုအရင်လုပ်ပါ keyboard ကနေ control ပေးထားပါသွားချိန်လိုက်ရင်ညာဘေးမှာအပေါင်းလေးပေါ်ပါတယ်ဒီ channel ပါပြီးရင်ဒီဘက်မှာလည်းဒီတိုင်းပါပဲ အနောက်ပုံလာတဲ့ဟာလေးကိုသွားချင်ပြီးတော့ချန်နေပါ ပြီးရင်အပေါ်အဟာကိုပြီးချန်နေပါမြင်ဒီဘွားဟာကိုပြီးချန်နေပါ လေးဦးလုံး select ဖြစ်ပြီဆိုရင်အဲ့ဒီပုံမှာ right click group တဲ့က group နေလိုက်ရင်ဒါတစ်ခုပဲဖြစ်သွားပါပြီအလေးကို copy ကိုတို့ရ select မှာ control c control v ဘယ် rotate လဲမယ် shape format တဲက rotate တဲက flip body ကပြီးရင်သူ့ကိုအောက်ဆွဲချလိုက်မယ်။ဆုံးရှော့လိုက်မယ်။ပြီးရဲ့အောက်ဆုံးဒီဆွဲချလိုက်မယ်။ပြီးရင်ဒီဘက်ရင်ဟိုကအောက်ကိုနည်းနည်းပဲပေါ်ချင်တာဖြစ်တဲ့အတွက်ဒီလိုလေးထားလိုက်မယ်။အခုစက်ဖို့လိုတာကကျွန်တော်အားလုံးဒီအပေါ်မှာတကယ်လို့ မိရှေစွန်မှာနေရာလုတ်တွေကျန်နေတဲ့ဆိုရင်သူ့ကိုအောင်ဆောင်နေနဲ့ဆွဲချက်ယူလို့ပါတယ်။ဒါကိုလည်းနေပါပြီးရင်ဘေးနားကိုခဏဆွဲလိုက်ပြီးတော့မက်ကနေနည်းနည်းဆွဲချက်လိုက်ပါ။ပြီးတော့မှ space အပြည့်ဖြစ်သွားအောင်နေရာပြန်ချပါ။အပေါ်အောက်ကိုပြီးရောဒေချာလေးချပြီးတော့နေရာချပေးပါ။ဒီအောင်မှာလည်းဒီတိုင်းပါပဲသူကလည်းနှိပ်ပါဘေးနာခဏရွှေ့ပါသူဘေးနာလည်းချက်လိုက်မယ်ပြီးရင် ေးကိုအားလုံးနေရာလုံးမချအောင်ထားပြီးတော့နေရာချပေးပါဘုရင်ကျွန်တော်အနေနဲ့ဘောအောင်ကိုချိန်ရရပါတယ်အခုဆိုရင်တို့ရဲ့ data အကျန်းလေးရပါပြီဒီနေရာမှာကျွန်တော် logo ထည့်ဖို့နေရာချမ်းလေးဒီနေရာမှာဒီဘုံတော့ဒုလေးလုံးလိုက် ပြီးရင်ဒီစက်ခဲက text box raw horizontal text box ဆိုပြီးတော့ဒါလေးကိုလည်း share လိုက်မယ်ပြီးရင် 다모인 다리고 이만 다리네 거기 거기가 야마 다리 보면 내래 자라